ရဲကမီးတွေထိန်သိမ်းနေတဲ့ညတညမှာတရိုက်ပါလို့နာမည်ရှိတဲ့မိန်းကလေးငယ်လေးတယောက်ဟာသူ့အမေကိုတတိယနေတယ်။အမေကသူ့ကိုတခါတလေငငယ်တုန်းကလာပညာတိုင်းလာကျယ်တွေကိုငေးပြီးလာပေါ်မှာချိန်ကျလို့ခေါ်တဲ့လာပင်မတူရှိတယ်။သူဟာသူ့ချစ်သူဟောက်ရီကိုပြန်တွေ့ခြင်းလို့လာပေါ်မှာတက်တန်းလွန်အောင်စောင့်နေတာပဲလို့ပြောတတ်သူပါ။အဲ့ဒီအချိန်မှာဖီဖီနဲ့သူ့အမေတို့ဘဝဟာပျော်ရွှင်ပြီးตายရနေတာ။အမေကမူချီပြုတ်လောက်တာတက်တယ်။သူတို့နှစ်ယောက်အတူထမင်းချက်ပြောစရာတွေဖြစ်တယ်။ဒါပေမဲ့ဒီနေ့မှာတော့အမေဟာနာတာရှည်ယောဂါကြောင့် အသက်ဆုံးသွားတယ်။အဲ့ဒီနေ့ကလေးကဖျားဖြေရဲ့ဘဝဟာပြောင်းလဲသွားတယ်။သူ့ဖေဟာနာကျင်မှုကြားမှာတဖြည်းဖြည်းပြန်လည်ကောင်းလာပြီ။နောက်တစ်ခါအိမ်အောင်ပြုဖို့စဉ်းစားလာတယ်။သူ့ဘက်ကတော့အိမ်အောင်တစ်ခုတည်ဖို့ဖြစ်ပေမဲ့ဖျားဖြေအတွက်တော့အမေကိုပြန်ပေးမဲ့သူမရှိတော့ဘူး။ဖျားစိတ်ကမတည်ဖြစ်လာတယ်။အဖေကမိမေကိုမေ့သွားပြီးဆိုတဲ့စိတ်နဲ့နာကျင်နေတယ်။အဲ့အချိန်မှာသူမရဲ့စိတ်ထဲကအမေပြောခဲ့တဲ့ချင်းရှိတယ်ဆိုတဲ့စကားတွေပြန်ဝင်လာတယ်။ အမေပြောသလို change လာရှိရယ်ဆိုတာအမှန်ပဲဆိုတာတက်သေးပြရမယ်။ဆိုပြီးဖေဖေဟာအတော်အတွင်းလာစီသွားမဲ့လေရင်ဒဇင်းတိဆောက်ဖို့စူဆောင်းတယ်။သူမကစက်ပစ္စည်းအကျိုက်ရှိတဲ့ဗေဒသိပ်ပန်ဆန်ဆန်မင်းကလေးဖြစ်တာကြောင့်ပုံမှန်ကလေးမလားမဟုတ်ဘူး။အလုပ်ကြိုးစားတတ်တဲ့သူတူပါ။အဖေတောင်မယုံနိုင်အောင်ဖေဖေကတကယ်လေရင်ဒဇင်းတိဆောက်ပြီးသူ့ခွေးလေးပန်းကြီးနဲ့တခြားကလေးတူချင်းတို့နဲ့အတူလာတဲ့ကိုထွက်သွားတယ်။အဟားတင်စရာကသူတို့တကယ်ပဲလာဖို့ရောက်သွားတယ်။ ီကချင်းချိုကူညီပြီးသူမရဲ့စိတ်ကိုပြန်လဲတက်တာအောင် လုပ်ပေးတယ်။ပြီးတော့သူမတိုင်ကိုယ်တိုင်လဲအမေတေဆုံးမှုကိုလက်ခံပြီးနာကျင်မှုကြားမှာအသက်ရှင်ဖို့အားတင်းလာတယ်။သူလမှပြန်လာချိန်မှာမိသားစုအစ်စ်ကိုလည်းလက်ခံနိုင်သွားတယ်။ဖိုက်ဖီယာရဲ့ခရီးစဉ်ဟာအကောင်းဆုံးသဘောတရားတစ်ခုကိုတည်တည်ပြရတယ်။အချစ်ဟာတည်ခြင်းနဲ့တောင်မပြတ်နိုင်ဘူး။ဒါပေမဲ့နာကျင်မှုနဲ့အတူအသက်ရှင်ဖို့လိုတယ်။ဇကားရဲကတချင်းတွေဖြစ်တဲ့ Rocket to the Moon Ultra Luminary Wonderful ။စားတဲ့တခြင်းတွေဟာစွမ်းရင်ပြည့်ပြီးနေရွယ်သူတွေအတွက်အားဆိုင်မှုပေးတယ်။ကြိုက်ပြည့်တခြင်းဆိုတဲ့အချိန်တွေမှာသူမရဲ့စိတ်ထဲကမျောလင်းကြံနာခြင်းမှုနဲ့ခန္ဓာရည်တွေကိုထင်ဟပြထားတာပါ။ဒီစကားဟာနေရွယ်သူတွေအတွက်ပဲမဟုတ်ပါဘူး။သူမဲ့သွားသူတအူးကိုတတိယနေသူတိုင်းအတွက်လဲစိတ်ကိုနှွေးစေပြီးမျောလင်းကြံပေးနိုင်တဲ့ဇလန်းတစ်ပုဒ်ဖြစ်တယ်။